ကဘာလက်ခီးသွားတွေကိုလက်ပတ်ခွင့်ပြုထားတဲ့ကြောက်စရာနေရာတွေကိုဖော်ပြပေးခြင်းပါတယ်။တခါတလေမှာကုမျိုးရွာမှာဖြစ်နေတဲ့ကြောက်စရာနေရာတွေကခီးသွားတွေကိုဆွဲဆောင်စရာတစ်ခုဖြစ်နေတတ်ပါတယ်။ကဘာလက်ခီးသွားတွေဟာတာမန်ထက်ပုံမူထူးဆန်းတဲ့နေရာတွေကိုတွားရောက်စူးစမ်းလိုတာကြောင့်ဒီလိုကြောက်စရာကောင်းတဲ့နေရာတွေကိုပျော်ရွှင်စွာလက်ပတ်ရင်းအဖြေတွေရှာနေကြတာကိုတွေ့ရပါတယ်။ ဒါကြောင့်ကဘာလက်ခီးသွားတွေစိတ်ဝင်စားနေတဲ့ထူးဆန်းသောနေရာတွေကိုဖော်ပြပေးချင်ပါတယ်နံပါတ်1အယုတ်ကျွန်းမက္ကဆီကိုမှာတွေ့ရတာဖြစ်ပါတယ်ဒဏ္ဍာရီတွေအရာတမိငယ်လေးရေနစ်တည်ဆုံသွားတဲ့နေရာမှာဖခင်ဟာအယုတ်တယုတ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီလိုတွေ့ရှိတဲ့အတွက်သူကကလေးငယ်ရဲ့ဝိညာဉ်ဟာအယုတ်ထဲဝင်ရောက်ပူကတ်တယ်လို့ယုံကြည်တာကြောင့် သူဟာတွေ့သည်မအယုတ်တိုင်းကိုကောက်ပြီးကျွန်းပေါ်ကိုယူလာပါတော့တယ်ဒီလိုနဲ့အချိန်ကြာလာတဲ့အခါကျွန်းတကျွန်းလုံးဟာစိတ်ချောက်ချပွဲအယုတ်ကျွန်းကြီးဖြစ်လာပါတော့တယ်ဒီကျွန်းကိုလဲပတ်မယ်ဆိုရင် ဖခင်ဖြစ်သူရဲ့တိုက်ပြက်မှာညအိတ်လို့ရပါတယ်တင်းရဲ့ဘေးမှာအိတ်ဖို့အတွက်တော့လူရွယ်အယုတ်တယုတ်ရှိနေပါလိမ့်မယ်နံပါတ်1ကပ်ပူချင်တချိုင်းကို အီတလီမှာတွေ့ရပါတယ်။အီတလီနိုင်ငံမှာရှိတဲ့အလောင်းတွေကိုထည့်သွင်းထားတဲ့တချိုင်းကူဟာ18ရာစုနဲ့19ရာစုမှာတည်ဆုံခဲ့တဲ့လူပေါင်း8000ကိုကူသွင်းထားတာဖြစ်ပါတယ်။နမေကျော်ပြင်သစ်စာရေးဆရာတဦးကဒီကူတွေကရုပ်အလောင်းတွေဟာလှုပ်ရှားလာတော့မဲ့ပုံပေါ်ပြီးပစက်တွေဟာစကားထပြောတော့မဲ့ပုံပေါ်တယ်လို့ဆိုပါတယ်။ ဒီကူကိုတော့တနင်္ဂနွေနေ့ကလွဲလို့နေတိုင်းဝင်ရောက်လက်ပတ်ခွင့်ရှိတယ်လို့ဆိုပါတယ်တခါမှာတော့ရက်တောက်လာတဲ့ခီးတဲ့တူဟာဂူထဲမှာအိပ်ပျော်သွားခဲ့ပြီးညတကောင်ကျော်မှာနိုးလာတာကြောင့်အလောင်းတွေကိုကြည်ရင်စိတ်ချောက်ချပြီးစိတ်တစဆေးရုံကိုပိုးခဲ့ရတယ်လို့ဆိုပါတယ်။နံပါတ်3အယုတ်ရွာဂျပန်နိုင်ငံမှာရှိတဲ့ Negoro ဆိုတဲ့ရွာမှာ နေထိုင်တဲ့အမျိုးသားတူဟာရွာသားတွေမျိုးပေါ်ကိုပြောင်းရွေ့သွားတာကြောင့်အထီးကျန်တဲ့ဝေဒနာကိုခံစားခဲ့ရပါတယ်။ ဒါကြောင့်သူဟာထွက်သွားသူတွေနဲ့ပုံစံတူအယုတ်တွေကိုပြုတ်လုပြီးသူတို့တွေရဲ့နေအိမ်တွေမှာထားရှိခဲ့ပါတယ်။ကြောင်ပြောင်းသွားတဲ့ဆရာတွေနဲ့ကလေးတွေအပါဝင်အယုတ်ပေါင်း350ကျော်ရှိတယ်လို့သိရပါတယ်။ဒီရွာကိုတွားရောက်လည်ပတ်မယ်ဆိုရင်စူးစူးညံ့ညံ့မပြုတ်လို့ရဘူးလို့ဆိုပါတယ်။နောက်ဆုံးတစ်ခုကတော့စွန့်ပစ်စစ်ဆေးယုံဂျာမနီမှာရှိတဲ့ဒီစစ်ဆေးယုံကတော့ တရေကားတွေမှာမကြာခဏပါဝင်လေးရှိတဲ့ဆေးရုံတွေတိုင်းမှာပဲစွန့်ပစ်လိုက်ပြီးဖြစ်တဲ့ဒီဆေးရုံမှာဟစ်တလာအပါဝင်စစ်သားပေါင်းများစွာတက်ရောက်ကူတာမှုခံယူဘူးတယ်လို့သိရပါတယ်။ယနေ့ခေတ်မှာတော့အဆောက်အဦတစ်ခုကိုသာအသုံးပြုနေပြီးကျန်းသားတွေအားလုံးကိုတော့ပြုပြင်မူးမံထားခြင်းမရှိဘဲစွန့်ပစ်ထားတယ်လို့ဆိုပါတယ်။တရေဖန်သူတွေနဲ့တရေအကြောင်းစိတ်ဝင်စားသူတွေကတော့ဘာလင်မြို့နဲ့25မိုင်တာဝေးတဲ့ဒီဆေးရုံကိုနေ့ညမရွေးလည်ပတ်နိုင်ပါတယ်။ ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်